ညဥ်ကလပါနှစ်ချင်းခရီးရဲ့အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်။ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး14အငယ်1မှ31တပန်တုံယေရှုကသင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်ဖျားခင်ကိုယုံကြည်ကြလော့ငါကိုလည်းယုံကြည်ကြလော့ငါအဘဤအိမ်တော်၌နေစရာအခန်းအများရှိ၏ သို့မဟုတ်လင်မဟုတ်ကြောင်းကိုသင်တို့အားငါမပြောဘဲမနေသင်တို့နေစရာအရက်ကိုပြင်ဆင်ခြင်းငါငါသွားရ၏ငါသည်သွား၍သင်တို့နေစရာအရက်ကိုပြင်ဆင်ပြီးမှတဖန်လာပြန်၍ငါရှိရာအရက်၌သင်တို့ရှိစေခြင်းငါသင်တို့ကိုငါထံသို့တင်စီမီငါသည်အပေအရက်သို့သွားသည်ကို၎င်းလမ်းခရီးကို၎င်းသင်တို့တိကြ၏ဟုအမိန့်တော်မူ၏ တောမကလည်းသခင်ကိုရွန်တီအဘယ်ရက်သို့သွားတော်မူသည်ကို အကျွန်ုပ်တို့မသိသည်ဖြစ်၍လမ်းခရီးကိုအဘယ်သို့တည်နိုင်ပါမည်နည်းဟုရှောက်လျင်ယေရှုကငါသည်လမ်းခရီးဖြစ်၏တမန်တရားလည်းဖြစ်၏အသက်လည်းဖြစ်၏ငါကိုအမိမပြုလျင်အဘယ်သူမှခမည်းတော်ထံသို့မရောက်ရ သင်တို့သည်ငါကိုတည်လျင်ငါခမည်းတော်ကိုမတိပဲမနေရကြယခုမှစ၍ခမည်းတော်ကိုတည်မြင်ကြ၏ဟု မိန့်တော်မူ၏ ဖိလစ်ပုကလည်းသခင်ခမည်းတော်ကိုအကျွန်ုပ်တို့အားပြတော်မူပါထို့သို့ပြတော်မူလျှင်အကျွန်ုပ်တို့အလိုပြည့်စုံပါမည်ဟုရှောက်လျင်ယေရှုကဖိလစ်ပုဤမြကာလပတ်လုံးငါသည် သင်တို့နှင့်အတူရှိပြီးမှသင်သည်ငါကိုမသိသေးသလောငါကိုမြင်တော်သူသည်ခမည်းတော်ကိုမြင်၏တို့ဖြစ်လျှင် ခမည်းတော်ကိုအကျွန်ုပ်တို့အားပြတော်မူပါဟု သင်သည်အဘယ်သို့ဆိုရသနည်း ငါသည်ခမည်းတော်၌ရှိသည်ကိုလကောင်းခမည်းတော်သည်ငါ၌ရှိတော်မူသည်ကိုလကောင်းမယုံသလောငါဟောပြောသောစကားကိုကိုအလိုအလျောက်ငါဟောပြောသည်မဟုတ်ငါပြုသောအမှုတို့ကိုကငါ၌တည်နေတော်မူသောခမည်းတော်သည်ပြုတော်မူ၏ငါသည်ခမည်းတော်၌ရှိသည်ကိုလကောင်းခမည်းတော်သည်ငါ၌ရှိတော်မူသည်ကိုလကောင်းယုံကြလော ငါစကားကိုမယုံလင်ငါအမှုတို့ကိုထောက်၍ယုံကြလောငါအမှန်အကန်ဆိုသည်ကားငါကိုယုံကြည်သောသူသည်ငါပြုသောအမှုတို့ကိုပြုလိမ့်မည်ထိုအမှုတို့ထက်တာ၍ကြီးသောအမှုတို့ကိုလည်းပြုလိမ့်မည်အကြောင်းမူကားငါသည် ခမည်းတော်ထံသို့တွား၍တင်တို့သည်ငါ၏ဓမ္မကိုအမိပြုလျက်ဆုတောင်းသမျှအတိုင်းငါပြုမည်အကြောင်းမူကားခမည်းတော်သည်သားတော်အပြင်ဘုံထင်ရှားတော်မူခြင်းရှိမည်အကြောင်းသည် သင်တို့သည်ငါ၏နာမကိုအမိပြု၍တစုံတစ်ခုသောစုကို တောင်းလျင် တောင်းသည့်အတိုင်းငါပြုမည်ငါကိုချစ်လျင်ငါပညာတို့ကိုစောင့်ရှောက်ကြလော့ငါသည် ခမည်းတော်ကို တောင်း၍ခမည်းတော်သည်တမန်တရားကို ပြသောဝိညာဉ်တော်ဒီဟုသောတဘာသောဥပစ္စေစရာကို သင်တို့နှင့်အတူ အစင်မပြတ်တည်နေစေခြင်းငါသင်တို့အားပေးတော်မူမည်ထိုဝိညာဉ်တော်ကိုလောကီသားတို့သည်မတိမမြင်သောကြောင့်မခံမယူနိုင်ကြ ထိုဝိညာဉ်တော်သည်သင်တို့နှင့်အတူတည်နေ၍သင်တို့၌ရှိတော်မူသောကြောင့်သင်တို့သိရကြ၏။ငါသည်သင်တို့ကိုမိဘမဲ့ဖြစ်စေခြင်းငှာစွန့်ပစ်မည်မဟုတ်။သင်တို့စီတို့လာအုံးမီခဏကြာပြီးမှ လောကီသားတို့သည်ငါကိုမမြင်ရကြ။သင်တို့မူကမြင်ရကြလိမ့်မည်။ငါသည်အသက်ရှင်သောကြောင့်သင်တို့သည်လည်းအသက်ရှင်ရကြလိမ့်မည်။ငါသည်ခမည်းတော်၌ရှိသည်ကို၎င်း၊သင်တို့သည်ငါ၌ရှိသည်ကို၎င်း ငါသည်တင်တို့၌ရှိသည်ကိုလကောက်ထိုနေ့၌တင်တို့သည်တည်ရကြလိမ့်မည်ငါပြည့်ညတ်တို့ကိုရ၍စောင့်ရှောက်တော်သူသည်ငါကိုချစ်တော်သူဖြစ်၏ငါကိုချစ်တော်သူကိုငါခမီးတော်သည်ချစ်တော်မူမည်ငါသည်လည်းထိုသူကိုချစ်၍သူ့အားကိုယ်တိုင်ထင်ရှားမည်ဟုမိန့်တော်မူ၏ယူဒရှကာရောမဟုတ်အခြားသောယူဒက သခင်ကိုရောသည်လောကီသားတို့အားမတင်ရှားဘဲအကျွန်ုပ်တို့အားအဘယ်သို့တင်ရှားတော်မူမည်နည်းဟုမေးလျှောက်၏ယေရှုကလည်းငါကိုချစ်တော်သူသည်ငါစကားကိုနားထောင်လိမ့်မည်ငါခမည်းတော်သည်ထိုသူကိုချစ်တော်မူသည်ငါတို့သည်လည်းသူစီတို့ကြွ၍နေရာချမည်ငါကိုမချစ်တော်သူသည်ငါစကားကိုနားမထောင်သင်တို့ကြားသောစကားသည်ငါစကားမဟုတ်ငါကိုဆေလွတ်တော်မူသော ခမည်းတော်ဤစကားတော်ဖြစ်၏ ငါသည်တင်းနုနှင့်အတူရှိစဉ်တွင်ဤစကားကို ပြောခဲ့ပြီးခမည်းတော်သည်ငါအဲ့အတွက်ကြောင့်ဆေလွတ်တော်မူသောဥပ္ပစေဆရာဒီဟုသောတန့်ရှင်းသောဝိညာဉ်တော်သည်တင်းတို့အားခတ်သိမ်းသော အရာတို့ကို ပြသတွင်တင်တော်မူ၍ငါပြောခဲ့သမျှသောစကားတို့ကိုမှတ်မိသောဉာဏ်ကိုတင်းတို့အားပေးတော်မူမည်ငြိမ်သက်ခြင်းကိုတင်းတို့၌ငါချခဲ့၏ငါ၏ငြိမ်သက်ခြင်းကိုတင်းတို့အားငါပေး၏လောကီသားတို့ ပေးတဲ့ကဲ့သို့ငါပေးသည်မဟုတ်တင်တို့စိတ်နှလုံးပူပန်ခြင်းစိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်ငါသည်ယခုသွားတော်လဲတင်တို့စီတို့လာအုံးမီဟုငါပြောသောစကားကိုတင်တို့ကြားရကြပြီတင်တို့ဒီငါကိုချစ်လျင်ခမီးတော်ထံသို့ငါသွားမီကိုဝမ်းမြောက်ကြလိမ့်မည်အကြောင်းမူကားငါခမီးတော်သည်ငါထက်သာ၍ကြီးမြတ်တော်မူ၏ ထိုအမှုအရာရောက်သောအခါသင်တို့သည်ယုံကြည်စေခြင်းငှာမရောက်မီယခုပင်သင်တို့အားငါပြောနှင့်ပြီယခုမှစ၍ငါသည်သင်တို့နှင့်များစွာမပြောရအကြောင်းမူကားဤလောကကိုအစိုးရသောမင်းသည်လာဆဲဖြစ်၏လာတော်လေငါ၌အဘယ်အခွင့်အရာကိုမျှမတွေ့ရ ငါသည်ခမီးတော်ကိုချစ်သည်ကို၎င်းခမီးတော်မှားတော်မူသည့်အတိုင်းငါပြုသည်ကို၎င်းလောကီသားတို့တိမိအကြောင်းဒီဤအရက်မှထ၍သွားကြကုန်အံဇာနာယသူအလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ thank you သခင်ယနေ့အတွက်ဖတ်ရှုရသောနှုတ်ကပတ်တော်နှင့်ကြားနာဆင်ခြင်ရသောတွင်တင်ပေးသည့်အရာများအတွက် အထူးပင်ကျေးဇူးတင်ပါ၏။ဆိုရင်ပူပန်မှုများမတေချာမရေရာမှုများဖြင့်လေးလံသော စိတ်နှလုံးသားများဖြင့်ကိုယ်တော်ရှိတော်မောက်တို့တိုးဝင်ချင်းကပ်လာသည့်အခါအာနေခြင်းအပြစ်များကိုလွတ်တော်မူပါ တခါတရံကြုံတွေ့ရသောဆင်းရဲဒုက္ခများသဝဝနေရေးအတွက် ပူပင်သောကရောက်ရခြင်းများ စိတ်နှလုံးမငြိမ်မသက်တုန်လှုပ်ရခြင်းနဲ့ကြုံတွေ့ရသောအခါသခင်ခရစ်တော်အားဖြင့်ဖခင်သခင်ပေးသောငြိမ်သက်ခြင်းကိုသာသမီကျွန်တော်ညီမတယောက်ချင်းစီတိုင်းအားရရှိခံစားစေတော်မူပါ သခင်ခရစ်တော်ပေးသောညီသက်ချင်းသည် လူတွေပေးနိုင်သောညီသက်ချင်းကဲ့သို့ခဏတာညီသက်ချင်းမျိုးမဟုတ်ပါ အခက်အခဲပြဿနာများကြားထဲ၌ပင်ညီသက်ချင်းနှင့် အသက်ရှင်လျှောက်လန်းတက်စေသောကောင်းကြီးနှင့်ပြည့်စုံသောဘဝအသက်တာများဖြစ်စေဖို့ယံဖရာသခင်ပေးသောဂတိတော်ဖြစ်သည့်သင်တို့စိတ်နှလုံးပူပန်ခြင်းစိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်ဆိုရက်နှုတ်ကပတ်တမတရားအပေါ်မှာယက်တည်လျက်အသက်ရှင်နိုင်သောကြုံတွေ့ရသောအခက်အခဲများအားလုံးကိုရင်ဆိုင်ကျော်လွှားနိုင်သောငြိမ်သက်ခြင်းနှင့်ပြည့်ဝသောအသက်တာများဖြစ်စေတော်မူပါခရစ်တော်၏မြတ်တာကိုခံစားသိရှိပြီး မှန်ကန်သော လန်ဒီဟူသော ခရစ်တော်ကိုတည်ကျွမ်းခြင်းအပြင်မိမိအသက်တာကိုဖျားသခင်ထံဆက်ကပ်အပ်နံလျက်ဖျားသခင်၏အမှုတော်မြတ်တွင်အသုံးတော်ခံနိုင်သော အသက်တာများသည်ဒီဖြစ်နိုင်စေဖို့ရန်အတွက်မာဇာ၍ကောင်းချီးပေးပါအဖဖျားသခင်သည် ငြိမ်သက်ခြင်း၏အရှင်သခင်ဖြစ်တော်မူသောတားတော်ကိုဆင်လွတ်ကဤတားတော်ကိုယုံကြည်သူအလုံးကိုအသက်လွတ်ယုံသမကဘဝကိုပြည့်ဝစုံလင်စေခဲ့သည့်အတွက်လည်းကျေးဇူးတော်ကိုချီးမွမ်းပါ၏နေ့စဉ်ကြုံတွေ့ရသော ပူပန်တောကရောက်ရချင်းများအားလုံးကိုပြည့်ပြောက်စေကစိတ်နှလုံးကိုငြိမ်ချမ်းမှုပေးဆွနိုင်သောသခင်ဖရာထံခိုလုံလျက်အသက်ရှင်နိုင်သောသာသမီကျွန်တော်ဂျမများအသည်ဒီဖြစ်နိုင်စေဖို့ရန်အတွက်ဆက်လက်၍အသက်တာများကိုကောင်းချီးပေးလျက်ပို့ဆောင်ပေးသနာတော်မူပါမည်အကြောင်းသခင်ယေရှု၏မြတ်သောနာမတော်၌ယုံကြည်စွာဖြင့်ဆုတောင်းဆက်ကပ်အပ်နိုင်ကြပါ၏အာမင် ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောတမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသို့ဘုရားထံတော်မှာ အနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေးဇူးသည်သင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော်အာမင်